ဟုတ်ကဲ့ပါရှင်အဲ့တော့ကိုဝင်ဆောင်တဲ့အချိန်မှာတော့ပေါ့နော်အဓိကကတော့ကျွန်တော်တို့စားစီချင်တာကတော့ကြက်ဥပေါ့နော်ကြက်ဥကတော့နှလုံးပေါ့အနည်းဆုံးကတော့ကျွန်တော်တို့ကြက်ဥနှလုံးပေါ့ဒါကတော့စားစီချင်ပါတယ်ကြက်ဥထဲမှာတော့အခုပြောသလိုပေါ့ကိုလင်းနေ DHA တွေနော်နောက်တော့မှပါစား protein တွေအဓိကပါတဲ့အတွက်ကြောင့်မလို့တော့ဒါမိခင်အတွက်ရောကလေးအတွက်ရောကောင်းမွန်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကြက်ဥစားစီချင်တယ်နောက်တစ်ခုကတော့ biotin ပေါ့နော်ကြက်ဥထဲမှာဆိုရှင် biotin တက်လေးရလဲပါတဲ့အတွက်ကြောင့်မလို့ဥပမာကြက်ဥစားနေခဲတဲ့အမေမေတွေမျိုးမှာဆိုရှင်ကလေးလေးမွေးလာပြီဆိုလို့ရှင် ဥပမာပေါ့နော်ချင်းကြိုက်တာပဲဖြစ်ဖြစ်ပေါ့နော်တခုခုဆိုအကွက်လေးတွေထတတ်ပါတယ်နော်အဲ့လိုမျိုးအကွက်လေးတွေချက်ချင်းနဲ့မတက်တာပေါ့အဲ့ဒါတော့အဓိကတော့ဘာတင်နေညော့နေတာမျိုးပေါ့နော်ဒါကြောင့်မလို့အဓိကတော့ကိုဝင်ဆောင်တဲ့ချိန်မှာဆိုရှင်ချက်ဥစားစေခြင်းနဲ့နောက်တစ်ခါတော့ note ပေါ့ note ကတော့အနည်းဆုံးတရက်ကိုနှစ်ခွက်တောက်ပြီးပါလို့နော် note ကတော့အဓိကတော့ကျွန်မတို့က note ထဲမှာဆိုရှင်ကယ်ဆီယံပါပါတယ်နော်အဲ့တော့ကယ်ဆီယံပါတဲ့အတွက်ကြောင့်မလို့ကယ်ဆီယံကိုမေမေဒီအနေနဲ့ကတော့ပြည့်ရမှာပေါ့နော်မေမေဒီမပြည့်ဘူးဆိုလို့ရှင်ဒါကလေးလေးကတူလူတလောက်ကိုပဲဆွဲယူသွားမှာဆိုတော့မေမေဒီအ နေနဲ့ကတော့အသက်ကြီးလာတဲ့ခါမှာကျမတို့ဒီ OA လို့ခေါ်တဲ့เนาะအယိုးပါတာတွေဓာမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်เนาะဒါကြောင့်မလို့ကိုယ်ဝန်ဆောင်တဲ့ကာလမှာကယ်ဆီယမ်ပါမာနပြည့်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့နှုတ်နှစ်ခွက်ကတော့လေအတက်နိုင်ဆုံးတောက်ပြီးပါလို့เนาะမဟုတ်ဘူးဆိုလို့ရှိရင်တော့လေဒါအားတော့ OG တွေကတော့များသောအဖြစ်ကတော့ကယ်ဆီယမ်တက်ပလက်တွေပေါ့เนาะဒါ supplement အနေနဲ့ဖြည့်တာတော့ရှိပါဒါပေမဲ့ကျမတို့အနေနဲ့ကတော့နှုတ်တောက်လိုက်တယ်ဆိုလို့ရှိရင်ပေါ့เนาะကလီသွားမြန်မြန်ပေါက်တာမျိုးလို့เนาะနောက်ပြီးတော့မှလမ်းဆော့ဆော့ရှောက်တာမျိုးဒါသည်စသည်ဖြင့်ပေါ့ဒါလေးတွေကောင်းကျိုးတွေရာလေ တဲ့အများရှိတဲ့အတွက်ကြောင့်မလို့အားကြောင့်မလို့လည်းနှုတ်တော့ပြဖို့အရေးကြီးပါတယ်နောက်တစ်ခါကျတော့အော်အရွက်ပေါ့နော်ကစွန်းရွက်တို့ဟင်းနှွေရွက်တို့အဲ့ဒါကိုမနေ့၅စွန်းည၅စွန်းစားရမယ်နောက်တစ်ခါကျတော့အသားငါးကို30သားပေါ့နော်ဒါအသားငါး30သားစားမယ်ပြီးလို့ရှိရင်ဒိန်ချင်တစ်ခွက်တောက်မယ်နောက်အစိအစံနည်းကတော့6စီးနဲ့10စီးကြားပေါ့နော်အဲ့ဒါလေးတွေစားပြဖို့အရေးကြီးတယ်နောက်တစ်ခါရေတောက်ပြဖို့လည်းအရေးကြီးပါတယ်ရေကတော့အနည်းဆုံးကိုယ်ဝန်ဆောင်ပြီဆိုရင်အနည်းဆုံး2လီတာပေါ့နော်အဲ့ဒါလေးတောက်ပြပါမဟုတ်ဘူးဆိုလို့ရှိရင်တော့လေဒါကျမတို့ဝင်းချုပ်တာတို့ဘာလို့ရှိ ရှိတယ်ဆိုနောက်ပိုင်းမှာကျတော့မီမီရီယာဒါအာပိုင်းစ်လို့ခေါ်တဲ့လက်ကောင်းပေါ့နော်ဒါမျိုးလေးလည်းရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီအခုပြောတဲ့ generally ပေါ့ဘာမှမစားခြင်းဘူးဆိုရင်တော့မှစားမယ်ဆိုလို့ရှိရင်လည်းအသားငါးအောင်30စားနောက်ပြီးတော့မှလေဟွာပေါ့နော်ကြက်ဥနှလုံးနှုတ်နှစ်ခွက်နောက်ပြီးတော့ခါကျဟင်းသီးဟင်းရွက်ကမနက်စ5စွန်းည5စွန်းနောက်ပဲဒီတူခုနည်းစားနိုင်စားမယ်နောက်တစ်ခါကျလို့ရှိရင်တော့ကျမတို့ရေတောက်မယ်နောက်ပြီးတော့မှဒိန်ချန်တောက်မယ်ပေါ့ဒါတော့ခုကျမပြောတဲ့ခုနှစ်မျိုးလောက်ပေါ့နော်ဒါလေးကိုတော့နေ့တိုင်းကတော့ဖြစ်နိုင်မယ်ဆိုရှင်တော့ဒါကိုဝင် ရှိစားပေါ့3လလောက်အတွင်းကတော့နည်းပင်မယ်လေ3လကျော်သွားပြီဆိုဒါနေပြီးတော့မှမွေးတဲ့အထိပေါ့နော်ဒါလေးတွေတော့ဆက်တိုက်ကြတော့ဒါဒါဒီအစားအသောက်လေးတော့မဖြစ်မနေပါအောင်စားပေးဖို့အရေးကြီးပါတယ်ရှင်